မနေ့ကကော့တူလီနေမြေကော့ကလိုက်တောင်ပိုင်းမှာပြည်သူတွေစစ်ဆောင်တဲ့နေရာတစ်ခုကိုစစ်ကောင်စီကဝိုင်းထွေးလက်ရင်နဲ့ပုံကျဲတိုက်ခိုက်လို့စစ်ဆောင်ပြည်သူတအူထိခိုက်ဒဏ်ရာရရှိပြီးနေအိုက်ဆယ်လောက်ကျော်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အဆိုပါဗုဒ္ဓဆာထိမှလည်းစစ်ဆောင်ပြည်သူတအူကတော့စောကစားနေကြတဲ့ကလေးငယ်နေအောင်နဲ့ လူကြီးတယောက်ဖြစ်ပြီးပုံပဲတရားနဲ့ငယ်ရရှိကြပါတယ်။အဲ့ဒီနဲ့လေးပြင်းလာဆိုတော့ညီမခေါ်ထားတာညီမခေါ်ထားတာထားလိုက်တယ်။ထားပြီးတော့စကားပြောတယ်လေးပြင်းလေးနေတဲ့ပုံမှာလေးလေးဆိုတော့သူပရမသူလာလာသူဘာမှပြောဘူး။ဘာမှမခါရဆိုသူတွားတွားလွလွန်သွားတော့ပြန်လေးတယ်ပြန်လေးတယ်လေးပါအေးစိတ်အော်လေးပြင်းပြန်လေးပါပြီလို့သူလေးပြီးတော့ချိန်တော့သူပြန်ပြီးချလိုက်တယ်။အခုလိုစိတ်ဆောင်တွေနေထိုင်တဲ့နေရာကိုစိတ်ကောင်းစီကရည်ရွယ်ချက်စစ်စစ်နဲ့ပုံကျဲတက်ခိုက်တာပါလို့သူကပြောပါတယ်။ ဒီနေရာကိုဆေးလက်ဆောင်နေကြတဲ့ဆေးဆောင်၄00ကျော်ကတုံးနေဝင်ကျင်ကြာမြင့်နေပြီဖြစ်ပေမဲ့နေရာတစ်ခါမှမပြောင်းရသေးဘူးလို့လည်းသိရပါတယ်။လေရင်ပြန်တဲ့နောက်ကိုလည်းသမင်းတွေပါတယ်လာပြေးချက်သမင်းတွေပါလည်းပြေးချက်ပြီးတော့ဟိုချက်ပြီးတဲ့ကမန်ကရန်လိုက်ဆောင်ပုံဆောင်နေတော့ဗော။လက်စီပုတ်ချက်ခံရရတဲ့ဆေးဆောင်နေရာမှာဆေးဆောင်တို့ချိုးကဘေးလို့ရာကိုတိတ်ဆောင်ကြတာရှိတယ်လို့ ဆင်းနေထိုင်ကြတဲ့သူတွေလည်းစိနေသေးပါတယ်ထွက်ပြေးမရဘူးလေထွက်ပြေးရနေရမရှိနေပါစီတော့ကိုကခလီငယ်မရှိလေသူတို့တွေကခလီငယ်စီတော့သူတို့တော့ကြတော့သူမတွေကြတော့ခလီငယ်စီတော့ဟိုမှာတအဲ့ကြတော့အတော်တွေကတော့အတန်ကြားရတော့ဖပြေးရောစောင့်ပြေးရောအဲ့လိုမျိုးပေါ့ KNU တမ6ရက်ကလက်တော်ဖြစ်ပွားနေတဲ့ကျောက်တို့ကိုကလိုက်တိုက်ပွဲဖြစ်နေချိန်မှာစစ်ကောင်စီကဒေတာအတွင်းဘာသာရေးဆောက်အုပ်တွေစာတင်ကြောင်းတွေစစ်ဆောင်နေတဲ့ပြည်သူနေထိုင်ရာနေရာတွေကို တည်တည်ချာချာပြင်းမထားတိုက်ခိုက်နေတာကို တွေ့ရှိရပါတယ်